ဒီကနေ့ဝါရှင်တန်မှာကျင်းပခဲ့တဲ့2026ကမ္ဘာဖလားမဲခွဲပွဲအခမ်းအနားဟာဘောလုံးပွဲတသက်မဟုတ်တော့ပါဘူး။မေဂန်သမရဒေါ်နယ်ထရန့်ရဲ့ဝမ်မန်ရှိုးတစ်ခုလိုဖြစ်သွားခဲ့ပြီးသူအရင်လိုချင်နေတဲ့နိုဘယ်ဆုအစား FIFA ရဲ့ပထမဆုံးသောငြိမ်းချမ်းရေးဆုကိုဆုခူးရရှိသွားခဲ့ပါပြီ။အင်ရှင်သုံးနိုင်ငံခေါင်းဆောင်တွေစုံညီတက်ရောက်ခဲ့ကြပြီးမဲ့ပွဲကိုလွှမ်းမိုးထားတာကတော့ထရန့်ပါပဲ။ FIFA ဥက္ကဋ္ဌ Infantino က ထရန့်အကြိုက်ဂိမ်းရှိုးအစီအစဉ်လိုမျိုးရောင်စုံစင်မြင့်တွေစီစဉ်ပေးခဲ့သလိုခေါင်းဆောင်တွေနဲ့ဆက်ပြီးဆွဲပြီးထရန့်ကိုဗဟုပြုလှုပ်ရှားသွားခဲ့တာတွေ့ရပါတယ်။အန်ဒရီလာဘိုချယ်လီလိုကမ္ဘာကျော်အော်ပရာအဆိုတော်တွေနဲ့ထရန့်ရဲ့မဲဆယ်ဝယ်သင်းတွေကိုအုံပြီးအခန့်ခဲ့တာပါ။ဖီဘာကဒီစုကိုပေးရတဲ့အကြောင်းရင်းကတော့ထရန့်ဟာဂါဇာစစ်ပွဲကိုပြည်လည်စေခဲ့ပြီးယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့ကြိုးစားခဲ့လိုပါတဲ့။ထရန့်ရလိုက်တဲ့ရွှေကမ္ဘာလုံးစုဗလာဟာတာမန်နိုဘယ်ဆုရစိတ်ထက်အများကြီးပိုပြီးကြီးမားပါတယ်။ ထရန့်ကဒါဟာဘောမှာအကြီးမြတ်ဆုံးဂုဏ်ပြုမှုတစ်ခုပါလို့ပြောပြီးသူဟာဆယ်လအတွင်းစစ်ပွဲရှစ်ခုကိုရပ်တန့်စေခဲ့ပြီးလူသန်းပေါင်းများစွာကိုကယ်တင်နိုင်ခဲ့တယ်လို့ကြွားလုံးထုတ်သွားခဲ့ပါတယ်။ဒါပေမဲ့ဝေဖန်သံတွေကလည်းညံနေပါတယ်။ဒီစုရတဲ့သတင်းပတ်မှာပဲထရန့်ဆိုရဟာနိုင်ငံ16နိုင်ငံကလူဝင်မှုရှောက်ထားခွင့်ကိုပိတ်ပင်ခဲ့သလိုရှင်ပြောင်းနေထိုင်သူတွေကိုအမှိုက်လို့တင်စားပြောဆိုခဲ့လို့အိုးအော်တောင်းတင်ဖြစ်နေချိန်မှာနောက်ပြီးဒီစုရွေးချယ်ရေးကော်မတီကိုဥဆောင်ဖို့အဆိုပြုခံထားရသူကမြန်မာနိုင်ငံကစစ်တပ်နဲ့နှိစက်တဲ့ ခရိုနီဥစ္စာဖြစ်နေတဲ့ဆိုတဲ့သတင်းတွေကြောင့်ဖီဘာရဲ့ယူသားမှုကိုမေကွန်းထုတ်เสียဖြစ်နေပါတယ်အာဂါဇာနိုင်ငံရေးနဲ့ဖြောပြရေးရောပြွန်နေတဲ့ဒီပွဲကြီးမှာဖီဘာအာဏာရှိသူကိုမျက်နှာလိုမျက်နှာရလှုပ်လိုက်တာလားတကယ်ငြိမ်းချမ်းရေးကိုဂုဏ်ပြုတာလားဆိုတာကတော့ပြည်သက်တွေဝေဖန်စရာဖြစ်ကြံရခဲ့ပါပြီ2026ကမ္ဘာဗလာဟာဘောလုံးပွဲတသက်မဟုတ်တော့ဘူးဆိုတာတေချာသွားခဲ့ပါပြီ